Everton သင်္ကန်း Goodison Park မှာနောက်ဆုံးပွဲစဉ်ကိုကစားခဲ့တဲ့ Goodison Park က Premier League ရောပရိသတ်တွေအားလုံးကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ Goodison Park အနေနဲ့ Premier League ပရိသတ်တွေနဲ့ပတ်သက်ပြီးတော့အမတ်တရတွေအများကြီးရှိခဲ့တယ် Everton အသင်းကလည်း Premier League ရဲ့တက်တန်းရှင်အသင်းတသင်းပရိသတ်တွေကိုအမတ်တရတွေအများကြီးပြီးခဲ့တဲ့အသင်းဖြစ်တယ်ဒါ Duncan Ferguson, Lee Kingsley, Gravison James Vidi ကိုခက်ကနေဒါ Moran Fellaini, Tim Cahill ကိုဖျက်ဆီးပြီးတော့ဒါ Lukaku Kevin Morales အခုနောက်ဆုံး Dominic Calvert-Lewin တို့ခဲ့အထီကို Everton Premier League ရဲ့ Memorable ဖြစ်တဲ့အသင်းတသင်းပြိသက်တွေကိုအမြဲတမ်းအမှတ်တရတွေချန်ပေးခဲ့တဲ့အသင်းတသင်းဖြစ်ရှိခဲ့တယ်။အဲ့တော့ Goodison Park Everton နဲ့ Premier League အမှတ်တရတွေအကြောင်းကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အလုံးမမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်ကိုဒစင်ဖိုက်ကတော့နောက်ထပ်တပံနှုတ်ဆက်တဲ့ကွင်းတွင်ဖြစ်လာခဲ့ပြီကျွန်တော်တို့ကဟိုက်ဘရီကိုနှုတ်ဆက်ခဲ့ပြီးပြီးအပ်တန်ဖိုက်ကိုနှုတ်ဆက်ခဲ့ပြီးပြီးဝိုက်ဟက်လိန်ကိုနှုတ်ဆက်ခဲ့ပြီးပြီးအခုကိုဒစင်ဖိုက်ကိုထပ်မံပြီးတော့နှုတ်ဆက်ခဲ့ရပါပြီအဲ့တော့ဒီကွင်းတွေဟာပရိသတ်တွေနဲ့ပတ်သက်ပြီးတော့အများအားမမိုရီဘယ်ဖြစ်နေတယ်ဟိုက်ဘရီမာတာအွန်ရီ ဟိုက်ဘူရီရဲ့မျက်ခင်းပြင်ကိုကောက်နံပလိုက်တာရီအပြည့်ဒီဘူလီယန်ဂရောင်းဆိုရင်အက်တန်ဖက်ကွင်းဆိုရင်လည်းဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပြည်သက်တွေအားလုံးမမိနေရပါဘောနော်ဒါဝင်းစတန်ရီရဲ့ခေါင်းတိုက်ကိုနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ချန်ပီယံလိဝင်ခွင့်အိမ်မက်ကိုရှိုက်ချိုးခဲ့တယ်ဗန်ဟားရဲ့အိမ်မက်ကိုရှိုက်ချိုးခဲ့တယ်အဲ့ဒီရာသီမှာဒါတို့ဒီကွင်းတကြီးဖြစ်တဲ့ London Stadium ကိုနောက်မှာပြောင်းရွှေ့သွားခဲ့တယ်ဘောနော်အဲ့တော့ Tottenham Hotspur ဆိုရင်လည်း White Hart Lane မှာ Manchester United ကို ဘောရင်ရောမန်ချက်စတာယူနိုက်တက်ကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တယ်။အဲ့တော့ဒီလမ်းခွဲတွေအကုန်လုံးမှတ်မိနေတယ်။ဒါအခုကိုဒစ်စင်ဖက်မှာလည်း Everton အသင်းဟာနှုတ်ဆက်အနိုင်အနေနဲ့ Southampton အသင်းကိုထူးစီးနေအနိုင်ရရှိခဲ့တယ်။အဲ့တော့ Everton လို့ပြောလိုက်တာနဲ့ကျွန်တော်တို့မှအမှတ်တရရအများကြီးပဲ။အဲ့တော့ Dier Thema David Moyes ကို Everton အသင်းကပြန်လဲခေါ်ယူခန့်ရခဲ့တယ်။ပြောမယ်ဆိုရင်အဲ့ဒီပြန်လဲခေါ်ယူခြင်းကအခုလိုမျိုးကိုဒစ်စင်ဖက်မှာနှုတ်ဆက်ဖို့လားလို့တော့ကျွန်တော်တို့ ပြန်ပြီးတော့ပြောရလိမ့်မယ်ဒါကျွန်တော်တို့အရွယ်နဲ့ကျွန်တော်မြန်မာနိုင်ငံပြည်သက်တော်တော်များများဟာ Everton အသင်းနဲ့ပတ်သက်လာ David Moyes အရင်တော့ David Moyes ဆိုပြီးကျွန်တော်တို့ရေးသားကြတယ်ခေါ်ဝေါ်ကြတယ်ပေါ့နော်အဲ့တော့ David Moyes နဲ့ပတ်သက်ပြီးတော့ Everton ကိုရင်းနှီးခဲ့ကြတာပေါ့နော်အဲ့တော့အဲ့ဒီ Everton ဒါအခုဆို20ကျော်ကာလကိုရှိလာခဲ့ပြီအဲ့တော့အ ਨੇ ဆုံးဒီ2000ပြည့်လွန်မတိုင်ခင်ကိုမသိခဲ့ကြရင်တော့ဒါကျွန်တော်လည်းအဲ့ဒါကိုမမီခဲ့ပါဘူးစာတွေ့ပဲမီတယ်ပေါ့နော်အဲ့တော့မမီခဲ့ကြရင်တော့ဒီဘက်ခစ် တလျှောက်လုံးမှာတော့ကျွန်တော်တို့21ရာစုတစ်ခေတ်လုံးမှာတော့ဒီ Everton Goodison Park နဲ့ကျွန်တော်တို့ Premier League အမှတ်တရအများကြီးရှိခဲ့တယ်။အဲ့တော့ Everton အသင်းရဲ့ကစားသမားတွေဆိုရင်ဒါကျွန်တော်တို့ပြောမဆိုရင်အများကြီးပဲဗျာ Tottenham Ferguson ဆိုတာလူချမ်းကြီးအဖြစ်ကြော်ကြားတယ်အနီကက်တွေထီတယ်။ကျန်ကျန်ရင်ကစားတယ် physical game တွေကစားတယ်ခေါင်းတိုက်အရင်ကောင်းတယ်။အပြင်နောက်ထပ်တိုက်စစ်မှုတွေဆိုရင်လည်းဒါ Marcus Smart ဒါ Everton နဲ့ကြော်ကြားတယ်။ပြီးတော့ James Beattie Southampton မှာခြေစွမ်းပြတဲ့ James Beattie ကို Everton ခေါ်ယူခဲ့တယ်။ပြီးတော့နောက်ပိုင်းမှာလည်း ဒါ Andy Johnson ပေါ့နော် Andrew Johnson ကတော့ Johnson သူ့ကို Crystal Palace အသင်းကနေဒါခေါ်ယူခဲ့တယ်ပြီးနောက်ပိုင်းကျတော့ဒါ Middle Bros ကနေ Jakubu ကိုခေါ်ယူခဲ့တယ်ပြောမဆိုထိပ်သီးတိုက်စင်မှုတွေကို Everton မှာကျွန်တော်တောက်လျှောက်တောက်လျှောက်ကျွန်တော်တို့မြင်ခဲ့ရတယ်နောက်ပိုင်းမှာဒါ Lukaku တို့အထိပေါ့နော် Lukaku ဆိုရင်လည်း Everton နဲ့သူ Premier League မှာတကယ်ကိုတိတိကျကျဖြစ်ခဲ့တဲ့အနေအထားတွေပေါ့လေပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကဒါ One Club Man တွေလို့ပြောရမှာပေါ့နော်အဲ့တော့ Tony Hibbert ပြည်သက်တွေအားလုံးသိကြတယ် Tony Hibbert က Everton အသက်တင်းနဲ့မှာပဲကစားသွားတဲ့ One Club Man ဖြစ်တယ်ပြီးတော့ဒီ Leon Osman ပေါ့လေ Osman ကတော့နည်းနည်းလေးကန်ဆိုတယ် Osman ကဒီအသင်းတချို့ကိုအငားထွက်ကစားရတဲ့တော့ One Club Man တော့မဖြစ်ခဲ့ဘူးဒါပေမဲ့သူကအငားနှစ်ချိန်ထွက်ကစားလာလွဲလို့ တလျှောက်လုံး Everton တင်းမှာပဲကစားခဲ့တယ်ကျွန်တော်တို့ Leon Osman နဲ့ဆိုရင်ဒါသူရဲ့ကျောင်းနံပါတ်27နဲ့အားလုံးမှတ်မိနေကြတယ်ကျွန်တော်သဘောကျတဲ့ကစားသမားလည်းဖြစ်တယ်ကျွန်တော်ကျောင်းနံပါတ်27ကိုကြိုက်တဲ့အတွက်27ဝတ်တဲ့ကစားသမားတိုင်းကိုမှတ်မိနေရပါတော့ Leon Osman ပြီးတော့ Tony Hibbert ဒီကစားသမားတွေကထင်းလင်းထွက်နေအောင်ကောင်းနေရတော့ဟုတ်ချင်မှာဟုတ်လည်းပဲဒါပေမဲ့ Everton ရဲ့အသက်သွေးကြော်တွေဖြစ်ခဲ့တဲ့အရေးပါတဲ့ backbone တွေဖြစ်ခဲ့ကြတယ်ဗောလေအပီရီခန်စစ်ပိုင်းကိုကြည့်မယ်ဆိုရင် Everton မှာအမြဲတမ်းဆိုသလိုခန်စစ်ဘူးကောင်းနေတောက်လျှောက်ထွက်ခဲ့တယ် ဒီ Dave Ware ကိုခက်ကိုခဏထားလိုက်အောင်ပေါ့နော်နောက်ပိုင်းမှာဒါ Joseph Robo ပြီးတော့ Joseph Robo နဲ့တွဲကစား Julian Lescott Robo Lescott အတွဲရ Premier League ရဲ့ physical ရောကစားပုံအရောကြောက်ဖို့ကောင်းတယ်ခံစစ်ဖြစ်ခဲ့တယ်နောက်ပိုင်းမှာဆိုရင်လည်းဒါ Hiding ကရောက်လာတယ်ပြီးတော့ဒီ Jaggy ကနဲ့ hiding ကအတွဲပေါ့နော်အဒီအတွဲရတယ်တော်တော်လေးကောင်းတယ်နောက်အပြည့် distance ရှိသေးတယ်ပေါ့လေ distance ရော h ရတဲ့ခက်ပေါ့လေအဲ့တော့ပြောမယ်ဆိုရင်ခုနကျွန်တော်ပြောသွားခဲ့တဲ့ cancel move တွေဖြစ်တဲ့ Joseph Robo ပြီးတော့ဒီ Julian Lescott seven distinct three jagger ကပြီးတော့ဒီ john hiding ကဒီခန်းစစ်ကစားသမားတွေတော်တော်လေးကိုတောက်ပါခဲ့ကြတယ်နောက်ပိုင်းခင်ပါတော့ကျွန်တော်တို့ဒီ fake jagger ကနဲ့ဒါ john stones တွဲတယ်ပေါ့နော် jagger ကတော့တောက်လျှောက်ဆိုသလို everton တက်တန်းတလျှောက်မှာအကြာကြီးပါဝင်ခဲ့တယ်အသင်းကောင်းဆောင်အဖြစ်လဲဒါဟိုထမ်းဆောင်ခဲ့တယ်ပေါ့လေ ်ဒီကစားသမားတွေကျွန်တော်ရှိခဲ့တယ်ပြီးတော့ပြောမယ်ဆိုရင်လူမဲတိုက်စစ်မှုတွေလို့ပြောမှာပေါ့ခုနရာကူဘူတို့ဒါပြီးတော့အနီတီဘီအဗာတန်ပေါ်လာအလုံးမမိကြောင်းအနီချီဘီတို့ပေါ်လာသေးတယ်ပြီးတော့ဒီမာကတ်စပန်လည်းလူမဲပဲပြီးတော့လူခါကူလည်းလူမဲပဲပေါ့နော်အဲ့တော့ဒီနေရာမှာထပ်ပြီးတော့အနီချီဘီတို့နဲ့အတူပေါ့နော်ဂျင်းစ်ဖော်ကန်ဂျင်းစ်ဖော်ကန်ပရီးမီးယားလီးဂ်ရဲ့အငယ်ဆုံးစားသမားတွေရဲ့တရားဖြစ်တယ်18နှစ်နဲ့စရွေးနေမယ်ကြီးနေအဲ့တော့ကတော့တောက်မဲ့မိခဲ့တရေရေပေါ့ဒါပဲဘာမှတော့ဖြစ်မလာခဲ့ဘူးအဲ့တော့ဂျင်းစ်ဖော်ကန်တို့ တို့တို့မြင်ခဲ့ရတယ်ပြီးနောက်ပိုင်းမှာဆိုရင်လည်းဒါ list ကဝင်လဲ back four လို့ပါလို့အဲ့တော့ဂျာနယ်ဖတ်တဲ့လူဆိုအရင်သိတာပေါ့နော် back four ပါအရင်ကိုကြော်ကြားနေရ back four လို့သူရှိခဲ့တယ်ပြီးတော့နောက်ပိုင်းမှာဆိုရင်လည်းပြောမဆိုရင်ဒီ Manchester United ကခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုတော့ Jerrod Ware တို့ အပြင်နောက်ပိုင်းမှာတော့ Ross Barkley လို့ရှိခဲ့တယ်။ Rod Ware ကတော့ Barkley level တော့မရောက်လိုက်ပါဘူး listen သွားခဲ့တယ်ပေါ့နော်။ Forgan ကတော့8000ပို့ဆိုသေးတယ်။အဲပြီးတော့ဒီ Ross Barkley ကတော့အတိုင်းအတာတစ်ခုထိရောက်ခဲ့တယ်။ဒါပေမဲ့သူတို့ညှော်မှန်းခဲ့တယ်လို့ပြောမှဆို Ware Rooney ပေါ်ထွက်လာခဲ့တော့ Ware Rooney လိုမျိုးမဖြစ်ခဲ့ဘူး။ Rooney ကတော့ Everton နဲ့အတူတကယ် ်တမိပေါက်တယောက်ထွန်ကစားသမားတမိပေါက်တယောက်ထွန်ခြေဆွဲမျိုးကိုဒါပြသခဲ့ပြီးမန်ချက်စတာယူနိုက်တက်ပြောင်းရွှေ့တဲ့ပရီးမီးယားလိကတော်ဝင်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ Everton အသင်းနံပါတ်1ရဲ့အများကြီးပဲဒါကွင်းလင်မှာဆိုရင် Gravesen တို့ Castle တို့ရဲ့ကတော်ကြီးတွေပေါ့နော် Gravesen Real Madrid တောင်ရောက်သွားခဲ့သေးတယ်ပြီးတော့ကျွန်တော်အားလုံးချစ်ကြတဲ့ Tim Cahill Tim Cahill ရဲ့ခေါင်းတိုက်ခေါင်းစွမ်းကြီးကတကယ်ကိုဒါအားသင့်မှုကောင်းတဲ့ Australia လည်းရင်းစစ်အသင်းနဲ့ဒါ ကစားခဲ့တဲ့တင်ခရဟိပေါ့နော် Everton နဲ့ကျွန်တော်အားလုံးမမြင်ကြသူရဲ့ခေါင်းတိုက်ကိုသူရဲ့သွင်းကိုသူသူရဲ့ကိုသွင်းပြီးရင်ဒါ corner down ကိုသွားပြီးတော့ဒါ boxing ထိုးတဲ့ hand တကယ်ကိုစိတ်လို့ရှားဖို့ကောင်းတဲ့ကစားသမားဖြစ်တယ်အားလုံးလည်းမှတ်မိနေမယ်ပြီးတော့အာဒီနောက်ပဲ memorial felini ပေါ့နော် felini ရလည်းဒါခေါင်းတိုက်သွင်းကိုနဲ့ကြော်ကြားသူရဲ့ကစား hand နဲ့ကြော်ကြားတယ်အဲ့ဒီတစ်ချိန်တည်းမှာဒါ Steven Pina တို့ကစားနေပြီ Steven Pina ကလည်းဒါ ဒီ drug loss ပုံစံမျိုးနဲ့ဒါပြောမဆိုရင်တော်တော်လေးခြေဆွံပြခဲ့တဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်အဲ့တော့ Everton နဲ့ပတ်သက်လာကျွန်တော်တို့မှာမှတ်တရရအများကြီးပဲအဲ့တော့ဒီ Premier League ခေတ်မှာအဲ့ဒီကစားသမားတွေကဒီဟိုဟာတွေပေးဆန်းခဲ့တယ် Goodison Park မှာလည်း Antibo ကောင်းတဲ့နိုင်ပွဲတွေအများကြီးကစားခဲ့တယ် Everton ကွင်းမှာကစားရတာအင်မတန်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ကာလကြီးကစက်စုနဲ့တစုကြောကြောင်ရှိခဲ့တယ် Everton ဆိုတာဒီနေ့အခုမြင်နေရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတောင့်တင်းခိုင်မာလုံးတဲ့အသင်းတစ်သင်းအနေနဲ့ရှိခဲ့တာပေါ့နော်အဲ့တော့ ဒီ Everton အသင်းအခုတော့ရိမ့်ရိုင်နေပြီရိမ့်ရိုင်နေတဲ့အပြင်ဒါအခုဆိုရင်ဒါ Christian Park ကိုဒါနှုတ်ဆက်လမ်းခွဲပြီပေါ့နော်ဒီအရတော့တော်တော်လေးနှမျိုးကိုခေါင်းတယ်ကျွန်တော် အတွက်ဆိုရင်မှတ်မိနေရလောက2006 2009ရသည်ပေါ့နော်အဲ့တော့ Everton နဲ့ဒါ Manchester United တို့တွေ့ကြတယ် Manchester United က2-4နဲ့နိုင်သွားခဲ့တယ်2-4နဲ့နိုင်သွားခဲ့တယ်အဲ့ဒီပွဲရတာကျွန်တော်ဘဝရအမှတ်တရဒဲကတပွဲပေါ့လေ Goodison Park ကိုလည်းမှတ်မိနေတယ်လို့ Manchester United အပြည့်လူတယောက်နေနေဒါ comeback ပြန်ဖြစ်ခဲ့တာပေါ့နော် Everton 2-0နဲ့နိုင်နေတာအဲအဲ့ဘက်မှာဆိုရင်ဒါပေါ်တူဂီကွင်းလယ်ကစားသမား Manuel Fernandes အဲ့စားသမားရဲ့ Awaken Chan နဲ့ဒါနိုင်နေတာ2-0ပေါ့နော် Manuel Fernandes ကတော်တော်လေးသဘောကျမှုကောင်းတယ်အဲ့တော့အငှားနဲ့ရှောက်နေတာဖြစ်နေပဲပေါ့နော်2-0နဲ့နိုင်တယ် Manchester United ကနောက်ကနေပြန်လိုက်ပြီးတော့ဒါ Ronaldo ကိုအနာပေးထားရပေါ့နော် Ronaldo နားပေးရတယ် Ronaldo နားပေးရတယ်ကျွန်တော်အတိအကျမှတ်မှတ်ပြီးတော့ဒါပေမဲ့အဲ့နှစ်ယောက်ထဲတစ်ယောက်ကိုအနာပေးထားတယ်အဲ့ကစားသမားတစ်ယောက်ကလူစားဝင်လာတဲ့အချိန်မှာ Manchester United ရဲ့အခြေဆိုတော့နောက်လျှောက်ပြန်တက်လာပြီးတော့ ဒါ Ronaldo Ronaldo ရဲ့အားရင်းနဲ့ဒါ2 3ဖြစ်တယ်ပြီးနောက်ဆုံးကိုတော့ဒါ Eagle ပေါ့နော် Chris Eagle ကသွင်းယူခဲ့တယ်2 4နဲ့အနိုင်ရရှိခဲ့တယ် Chris Eagle ကအဲ့တော့ကဒါကျွန်တော်33ဝင်ပြီးတော့ဒါဘာလို့လို့ညာလို့လို့ဖြစ်လာမလို့လို့အဲဖြစ်ခဲ့သေးတယ်ပေါ့နော်အဲ့တော့အမတ်တရပွဲစဉ်ကျွန်တော်ရဲ့ဒါ Goodison Park နဲ့အမတ်တရပွဲစဉ်ဖြစ်တယ်နောက်ပိုင်းမှာတော့ဒါပြီးခဲ့တဲ့နှစ်တွေတော့လမ်းဖက်ကင်တော့အမတ်တရဖြစ်ခဲ့တာ Everton ဒီ Premier League မှာထင်ကျန်ရစ်စေဖို့အတွက်အရေးပါတဲ့နိုင်ပွဲပေါ့နော် front number ကလည်းဒါသူ့အတွက်အရေးပါဆုံးနိုင်ပွဲတစ်ပွဲအဖြစ် ူဘွားရအကောင်းဆုံးပွဲတစ်ပွဲဖြစ်သူညွှန်းဆိုတာကျွန်တော်မြင်ဘူးရယ် Crystal Palace ကို2-0နဲ့ရှုံးနေရင်3ဂိုးပြန်သွင်းခဲ့တဲ့ပွဲပေါ့နော်အဲ့တော့ဒီကွင်းမှာ Goodison Park မှာနေမြင့်တက်ကြမျိုးစုံပုံစံအမျိုးစုံနဲ့အာဒီဖျော်ဖြေပြုရခဲ့ပြီး2000-2500ဒီတော့ဒါ Champions League ဝင်ခွင့်ရရှိခဲ့တာမျိုးတွေလည်း Everton ကြုံခဲ့ပြီးသွားပြီး အဲအဲ့ချက်မြန်နေကိုငွင့်ရှားတဲ့ပွဲကိုလည်းဒီကွင်းမှာပဲသူတို့တေချာအောင်ပြုလုပ်ခဲ့တာဖြစ်တဲ့ Newcastle ကိုနိုင်ရရှိခဲ့တဲ့ပွဲ Tim Cahill ကိုသွင်းခဲ့တဲ့ပွဲပေါ့နော်အဲ့တော့ကျွန်တော်ဆိုဒီ Newcastle အသင်းကိုနိုင်ယူပြီးတော့ Everton တဲ့သူတို့ရဲ့ဒီ Premier League ခေတ်မှာချန်ပီယံလိဝင်ခွင့်ကိုရရှိနိုင်ခဲ့တာဖြစ်တယ်နောက်ပိုင်းမှာတော့ဒါလီယန်အလန်းဝေးသွားခဲ့ပြီ David Moyes ရဲ့ဒီအသင်းပြီးတော့ Leighton Baines တို့လိုကစားသမားတွေ Free Kick တွေပတ်သက်ပြီးဒါအမတရားဖြစ်စရာအများကြီးပေါ့နော်အခုဒီနေ့ပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါထွက်သွားတဲ့ Simes Coleman ရှေးမက်စကိုမန်လို့အတန်တော့အမှန်ခေါ်ရတယ်ပေါ့နော်အဲ့တော့ကိုမန်တို့ပြောလို့တော့မကုန်နိုင်တော့ကင်ဗီမေယားလက်ဆိုရှိမယ်တကယ်ကိုပြီးတော့ဂျရက်ဒယ်လိုဖြူဘာစီလိုနာရောက်လာပြီးတော့ဒါတော်တော်လေးမှုေသွားခဲ့တယ်ရဖန်တာစီပရိသတ်တွေတော့အမှတ်ရနိုင်ဦးမထင်ဂျရက်ဒယ်လိုဖြူရော့စ်ပါကလေးကင်ဗီမေယားလက်တိုက်စစ်မှာလူကာကိုရှိနေတယ်ကစားဟန်ကစားပုံတွေဟာကျွန်တော်တို့ဖန်တာစီဆော့ရဲ့ပရိသတ်တွေအတွက်တကယ်ကိုအမှတ်တရအကောင်းဆုံး ဖြစ်စေခဲ့တယ်ပေါ့နော်အပြော်ဒီအခုအာဆင်နယ်အသင်းရဲ့နီးပြလုံနေတဲ့အာတီတာအာတီတာအစားတော့ကျွန်တော်မှာ6ဝက်တယ်နောက်မှမှကျွန်တော်မှာ10ပြောင်းလဲဝက်တယ်အရင်တော့ဆိုရင်ဒါစပါပြောင်းလာတဲ့ Simon Davies တို့လို့စားသမားတွေလည်းရှိနေတယ်ပြီးတော့ Kelvin တို့ရှိမယ်တကယ်ကို um သိလို့ရှာကြကစားသမားအများဆုံးဒီ Premier League နဲ့သမိုင်းကြောင်းကြီးတဲ့ကစားသမားမျိုးစုံတွေအဲဒီမှာကစားခဲ့တယ်ဒီကွင်းမှာကစားခဲ့တယ်အခုဒီကွင်းကတော့ Premier League ကိုနှုတ်ဆက်ထွက်သွားခဲ့ပြီဒါအမှတ်တရအမြန်ကြီးမားတဲ့ကွင်းတွင်ဖြစ်တယ် Premier League ကသူ့ရဲ့တစိတပိုင်းကိုဆုံးရှုံးလိုက်တယ်ဆိုပြီးတော့ရုပ်သံကြီးညာသူတွေကတော့တင်ဆက်နေကြတယ်ပေါ့နော်ဒါအမှန်တကယ်လေမှန်ကန်ပါတယ်ဒါ Highbury Whitehead Lane Bullion Ground အခုဆိုရင်ဒါ Griffin Park ပေါ့နော်ပြောမယ်ဆိုကျွန်တော်တို့ရင်းနေခဲ့တဲ့ park တွေတွေကတစ်ဖက်ကတော့ယော့သွားခဲ့ Premier League မှာဆိုရင်တန်နေ ခစ်စားတယ်ကျွန်တော် channel ခက်ရခေါ်တာပေါ့နော်တန်နေခစ်စားတယ် pack တွေခစ်စားတယ် villa pack aptan pack goodison pack ewo pack အစားရှိသူများ pack တွေအဲ့ပြော်ဒီ road တွေဆိုရင် allen road main road အဲဒီလိုမျိုး queen နေပြီး stadium ရော live road လို့ queen နေအော်ဒီ queen တွေကကျွန်တော်တို့ channel ခက်ပြည့်သက်တွေအတော်တော်တကယ်ကိုအမှတ်တရတယ်အများကြီးအလွတ်ကျခဲ့ရတယ်ရွတ်ပြရင်ဒါဆရာကြီးလို့ထင်ခံရတယ် အဒီအမှတ်တရတွေဖြစ်တယ်အဲ့တော့ဒီအမှတ်တရရင်လည်းသူပရီးမီးယားလိအမှတ်တရရရတယ်အမြဲတမ်းကြံနေမယ် Everton အမှတ်တရရရတယ်အမြဲတမ်းကြံနေမယ် Everton ကတော့ Kiss ကိုရင်ဆက်ပြီးတော့သွားနေဦးမယ်ဒါပေမဲ့ Tottenham Christian Pike နဲ့အမှတ်တရတွေကတော့ဒါ Tower အမှတ်တစိအဖြစ်ခနေကျန်ရှိအောင်မှာဖြစ်ပါတယ်ပရိသတ်တွေနည်းနည်းလည်း Premier League Everton နဲ့ Christian Pike ရဲ့အမှတ်တရတွေရှိရင် comment မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ကြပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ